တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ရက်နေ့20ရက်နေ့အတွင်းကာလဟာထူးခြားသောပြောင်းလဲတွေဆက်တိုက်ဖြစ်တည်နေတယ်။ကြီးမားချက်တွေရည်ရွယ်ချက်တွေတစစပြောင်းလဲဖြစ်တည်မယ်။ဒီကာလတွေမှာတနင်္ဂနွေကျုံမိသားရာသီကိုစတင်ဝင်လာပြီးတော့ရာသီကွင်းတစ်ခုထဲမှာ တနင်္ဂနွေရောက်တဲ့ကာလတနင်္ဂနွေရဲ့စွမ်းသက်တွေအမြဲတမ်းကြီးမားတဲ့အချိန်ကာလကိုဖျက်ဆီးနေတဲ့အချိန်နဲ့ကံကြမ္မာလှည့်ပြောင်းနေရထူးခြားစွာ ရှိလိမ့်မယ်။ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ခရီးကိစ္စအပြောင်းလဲကိစ္စတွေဆင်ပြေမယ်။သူတမန်းနဲ့ကိုနေကြအယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့စန္ဒရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထဲဖော်ရန်အတွက်အထူးကောင်းတဲ့နေတာအောင်မြင်တဲ့အချိန်တွေကိုရမယ်။ ဆက်ချင်းဆုံးဖြတ်ပြီးရှေတိုလောကန်ကျင်းတို့ရဲ့ကောင်းသောကျိုးဆက်ကိုရရှိမှာဖြစ်ပါတယ်။15ရက်နေ့မှာရပိုင်ခွင့်နေပြန်ရမယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်။16ရက်နေ့ထူးခြားတဲ့ကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့ပွင့်ပေါ်တဲ့နေ့တစ်ခုဖြစ်တယ်။16ရက်နေ့ကမဟာဒကျန်အတက်နေ့ဖြစ်ပါတယ်။အဲ့ဒီနေ့မနေ့စနေနိုင် 42မိနစ်20စက္ကန့်ချိန်မှာမာသဂျန်တက်ပါတယ်။စက္ကန့်ရည်နေမြန်မာနှစ်ဆန်းတည့်နေ့ကို ရောက်ရှိတယ်။မြန်မာနှစ်ဆန်းတည့်နေ့မှာအရာရာကောင်းသောကုသိုလ်ကောင်းမှုတွေကိုပြုရဲထူးခြားတဲ့ကံကောင်းခြင်းရဲ့နှစ်သာရကိုရမယ်။အဲဒီနေ့မှာမဟာယဇ်နဲ့သွားပြီးတော့တိုက်ဆိုင်နေတယ်။လာမယ့်နေ့ကမဟာယဇ်နဲ့နှစ်ဆန်းတည့်နေ့သွားတိုက်တော့အဲ့ဒီနေ့မှာ အရှိတောင်ရက်ကုန်သည်သွားစဉ်အနည်းရှိတတ်တာကိုသတိထားရမယ်အပြောလွန်ကြီးနေမရှိစေရညနေ3နိုင်နဲ့4နိုင်ခွဲကြအနည်းရှိနေတယ်ဆက်ရှိရနေရတော့ငွေကြေးကံလုပ်ငန်းကံဘဝကံတွေအတွက်ကောင်းတဲ့နေ့တစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာနဂဘောရဲ့နဲ့တိုက်တော့မတော်တဆအန်ဒီကိုလည်းတတိရှိရမှာပဲပေါ့အထူးသဖြင့် တောင်ရက်ကုန်တည်သွားစဉ်အနေရှိတတ်တယ်။နေ့၁၂နိုင်ကနေ့တနင်္ဂနွေတွင်အသွာလန်နေထိုင်ကျေးဆိုင်ရမယ်။၁ရက်နေ့မှာတော့ကောင်းသောကံဖြစ်ထွန်းမှုတွေရောက်လာမယ်။၂၀ရက်နေ့မှာလူမျိုးခွဲလူမျိုးခြားချိုးပေးတယ်။၂၁ရက်နေ့မှာငွေရေးကြေးကံလုပ်ငန်းကံတွေနဲ့ရရဆင်ပြေသောထွက်တဲ့သောခြေနေကောင်းတွေကိုရရှိမယ်။ဒီကာလအတော်တွင်မှာ တနင်္ဂနွေနေ့တောက်ချာနေ့ စနေနေ့မွေးသူတွေကောင်းတယ်ကိုကျိုးပေးလိမ့်မယ်တနင်္လာနေ့ဇာသပတိနေ့မွေးသူတွေနဲ့ပူပေါင်းတာကနေစိတ်နှောင့်ဆက်တည်ဖြစ်တတ်တယ်နံပါတ်2ခုကိုကနန်းနေ့ကျိုးပေးတယ်အဖြူရောင်စင်းရောင်မီးခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေ့ဖြစ်သုံးဆွဲရမှာဖြစ်ပါလေလက်စံတည်းနေ့မှာကုသိုလ်ကောင်းမှုကို ပြုပါ အနည်းပါးသို့ရွှင်ရင်အေးတိုက်ကြွေးခြင်း လူတိုင်းချင်းပြုပါထူးခြားတဲ့ကံလေးတွေပေါ်ထွက်လာပါသေးမယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ဘွေသူအားလုံးမင်္ဂလာပါ2025ဤဘရလ15ရက်နေ့ကနေ20ရက်နေ့အတွင်းကာလဟာထူးခြားသောကံအပြောင်းလဲနဲ့တိုးတက်မှုတွေရှိနေမယ်ရှင်မန်းချက်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့အောင်မြင်မှုတွေကိုဖန်တီးနိုင်မယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားအခြေစီရွေးချက်တွေကို ဆောင်ရွက်သမျှထွန်းထွန်းပေါက်ပေါက်နဲ့အစီအပြောင်လုပ်နိုင်တဲ့ကံခွင်လန်းတဲ့ဘဝအခြေအနေတွေကိုကြုံတွေ့နေရတယ်လုပ်ငန်းမရှိသူလုပ်ငန်းရရှိသူတိုးတက်မှာဒီကလအတွင်းမှာဆုံးဖြတ်လိုက်တဲ့ကိစ္စမှတ်များအထူးအဆင်ပြေသွားပဲမိကောင်းဆွေကောင်းတိုးပွားမယ်ဘဝနေထားတိုးတက်အောင်မြင်မှုကိုရရှိရနေမှာလုံသမျှကြံစီသမျှအောင်မြင်ခြင်းကိုကြုံမယ်ဆက်ချောင်းရနေမှာအလုပ်တိုးချဲ့ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကြုံမယ်အဲ့ဒီကမဟာစကြံတဲ့နေဖြစ်တယ်အဲ့ဒီမနဲ့ စနိုင်40မိနစ်20ခန့်မှာတကြံတက်မယ်အဲ့ဒီတကြံတက်ချိန်မှာကုသိုလ်ကောင်းမှုတစုံကြံလို့ရင်လေအထူးခြားတဲ့တလန်းလေးတွေရနိုင်တယ်18ရက်နေ့နှစ်ဆန်းတရက်နေ့အဲ့ဒီကထူးခြားတဲ့အပြောင်းလဲတွေနဲ့တလန်းတွေကိုဖန်တီးခွင့်ရှိတယ်ကုသိုလ်ကောင်းမှုပြုရင်ပဏာကောင်းတဲ့နေ့တစ်ခုဖြစ်တယ်အလို့ချန်စီတွေလည်းအောင်မြင်မယ်ဒါပေမဲ့မတော်တဆတိကိမှုအန္တရာယ်ကိုသတိထားမယ်လူလေးယောက်တူကြီးသွားခြင်းကိုရှောင်ကြဉ်ရမယ်အဲ့ဒီမှာ အရှိတောင်ရက်ကုန်တည်သွားစေနေရှိတဲ့တဲ့အချိန်ကာလအဖြစ်ညနေ3နိုင်တဲ့4နိုင်ခွဲတွင်သွားလာနေတဲ့ကုဆက်ရမယ်ဆက်ရှိရနေ့အဲ့ဒီမှာရှင်မချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖုန်ချင်းခီးကိစ္စဆင်ပြေခြင်းနဲ့အပြောင်းလဲတိုးတက်ခြင်းတွေရှိမယ်အဲ့ဒီမှာတောင်ရက်ကုန်တည်သွားစေနေရှိတဲ့တဲ့နေ့7နိုင်တဲ့2နိုင်ခွဲတွင်သွားလာနေတဲ့ကုဆက်ရမှာပေါ့၁၉ရက်နေ့မှာတော့ပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းကကောင်းမယ်လူမျိုးခွဲကြိုးပေးမယ် 20ရက်နေမှာငွေရေးကြေးကံလုပ်ငန်းကံစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ရဲ့နှစ်သာရကိုရတယ်။တပတ်တာအတွင်းခြားသာပရင်းနေဗုဒ္ဓုနဲ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာသောကြမွေးသူများကြောင့်စိတ်နှောင့်ရှည်ရှိတဲ့တဲ့369ကနန်းနေကြိုးပေးတယ်။အပြာရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်လုပ်ကံသမျှဆောင်ရွက်သမျှအောင်မြင်တိုးတက်မှုနဲ့ကံမြမမှုတွေကိုရရှိမှာဖြစ်ပါတယ်။ဒီကာလအတွင်းမှာကောင်းခြင်းကံကြမ္မာများရစေရန် ရွှေရင်အေးလှူဒန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ရင်္ဂါနေ့ဝေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းချက်စစ်တရားမြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးတော့မိမိစာနာရည်ရွယ်ချက်တွေလုပ်ကိုင်ချိုးပေးနိုင်တယ်အလုံးသစ်နေရာသစ်ဝင်းကျင်သစ်တွေစတင်ရမယ်လုပ်ငန်းအောင်တွေရပ်ပြီးသစ်စာခြင်း ်တင့်လွယ်သောသားကြောင့်နဲ့တိုးတက်မှုတို့ကိုဖန်တီးနိုင်ခြင်းအိမ်ပြေအိမ်ဆောင်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုပြင်ခြင်းပြင်ဆင်ခြင်းတွေလုပ်ဖြစ်နေတယ်။ဤကဲ့သို့လုပ်ပြီးချူးခြားစွာကောင်းတဲ့ကံတွေလည်းကြုံတွေ့လာနိုင်ပေ။နေရာသားသို့ပြောင်းလဲပြုပြင်ခြင်းအစားဆောင်ရွက်ခြင်းကိုလုပ်ကြရမှထူးခြားတဲ့ကံတွေတွေပေါ်လာမယ်။ပတ်ပင်ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်တို့ကို15ရက်နေမှာစပြီးကြုံမယ်။အဲ့ဒီနေ့မှာဆုံးဖြတ်ချက်အလုံးစုံမှတ်မယ်။16ရက်နေ့မှာ ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းနဲ့တိုးတက်ခြင်းကြောင့်ပဲအဲ့ဒီကမာဇဂျန်တက်နေဖြစ်တဲ့ဇဂျန်တက်ခြင်းဖြစ်တဲ့မနေ့စနေ42မိနစ်နဲ့20စက္ကန့်ချိန်မှာကုသိုလ်ကောင်းမှုလေးတွေပြုပါထူးခြားတဲ့ကောင်းခြင်းကံတွေကိုစုတောင်းပြီစုတောင်းပြနေပါလေ18ရက်နေ့20ရက်နေ့အဲ့ဒီမှာလုံငန်းကံစီးပွားကံတွေမှာကောင်းတယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်အရဝင်းနဲ့ကောင်းသောဆက်သွယ်ရှိမယ် အရှိတောင်ရက်ကုန်တည်သွားစရာနည်းရှိတတ်တယ်လူလေးယောက်သူတော့ခီးသွားခြင်းရှောင်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာအသွာလာသတိထားရမယ်ဆက်ရှိရနေ့ရံပတိဘက်ကရင်နဲ့ရှင်ပြီးလောရမယ်သူတစ်ပါးကြောင့်ခုရွယ်ချက်တွေနှောင့်နှေးမယ်အတိုက်ခံပြဿနာဟောင်းတွေပြန်လည်ဖြေရှင်းရတတ်တယ်တောင်ရက်ကုန်တည်သွားစရာနည်းရှိတတ်တယ်နေ့7နိုင်နဲ့တန်တန်ခွဲတွင်သွာလာခီးဆက်ရမယ်19ရက်နေ့မှာချိုးချတဲ့ကံပြောင်းလဲနဲ့တယ်လန်းပေါ်မယ်အရာရာဆင်ပြေမယ်ဒါပေမဲ့ ဆာဝေဆာတဲ့လက်မှတ်ထိုးတွေကိုကျင်ွေချိတ်ကိစ္စပြောဆိုခြင်းတွေမှာအငင်းပွားတဲ့တဲ့20ရက်နေ့ကတော့အလုံးစုံကံကောင်းခြင်းနဲ့အစဉ်ပြေတိုးတက်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နှစ်သာရတွေကိုရရှိမှာပါတနင်္လာနေ့ငါတွေဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေမွေးစုတွေဒုက္ခပေးတတ်တယ်တင့်ငါကုက္ကနန်းနေ့ကျိုးပေးတယ်အဝါရောက်နေမောရောက်နှုံးနေအောင်တို့ကိုသုံးပြီးတော့လူရှိရာဆန္ဒပြုရင်ဆုတောင်းပြည့်တတ်တယ် ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရရှိစေရန်တို့ကအဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့အလိုရှိရာဆန္ဒပြုရင်လိုရာဆန္ဒပြည့်ခြင်းအစီပြေခြင်းကံကောင်းခြင်းကိုရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့21ရက်နေ့အတွင်းမှာအလှူဒါနအလှူမင်္ဂလာကိစ္စတွေပေါ်ဝင်ပတ်သက်ရမယ် မေတ္တာရေကံကောင်းမဲ့စူပေါင်းလုပ်ငန်းကျိုးပေးမယ်။ကောင်းသောသတင်းစကားကြုံမဲ့မိသားစုနဲ့ပတ်သက်သောကောင်းသောနှမိတ်နဲ့ကျိုးပေးခြင်းကံဤဖြစ်ပေါ်ခြင်းချက်ချင်းဆုံးပြတ်ပြီးရှေးတိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ဖြစ်ပေါ်ခြင်းကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတို့ရဲ့ကောင်းသောအနှစ်သာရပေါ်ထွန်းခြင်းတွေရှိနေတယ်။ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနှစ်သာရတွေကျုံးကိုကျုံမယ်။ဒီကလကံကောင်းတဲ့ကံလားအခက်အခဲလုံးကျော်လွှမ်းနိုင်တဲ့ကံလားစူပေါင်းလုပ်ငန်းတို့ရဲ့အကျိုးရှိမဲ့လို့သမျှကြံစီသမျှအောင်မြင်မယ်။ ဆက်ချောင်းနေသိရေးကြည့်တယ်အဲ့နေရတကြံတဲ့နေတကြံတဲ့နေကဗုဒ္ဓနေနဲ့တိုက်ဆိုင်တော့ဗုဒ္ဓနေမွေးသူတွေတာစားတယ်အတာစားတယ်အတာသင့်တယ်အတာစားခြင်းနဲ့ပတ်သက်တဲ့အညက်နေလို့ဖို့နဲ့ကောင်းခြင်းကံတွေရဖို့အတွက်ကိုစီစဉ်လို့ရတယ်တကြံတက်ချိန်ကိုသိရမယ်တကြံတက်ချိန်ဖြစ်တဲ့မနေ့ စနေ42မိနစ်20ခန့်ချိန်မှာဗုဒ္ဓနဲ့မွေးသူ အားလုံးတို့ဟာအရှိမြောက်ရက်ကိုမျက်နှာမူပြီးတော့ကုသိုလ်ကောင်းမှုပြုအဲ့ဒီမှာအတာတက်ချင်းနဲ့ပတ်သက်တဲ့နေ့ရက်မှာအဲ့ဒီအချိန်ကိုကိုကစနေတကြလုံးလိုက်တယ်ထူးခြားတဲ့ကံအကျိုးပေးမှုတွေအနာဂတ်တစ်နှစ်အတွင်းရရှိမယ်ဆက်လက်ပြီးတင်ပြခြင်းတာကတော့18ရက်နေ့ရောက်လာတဲ့အခါကျငွေကြေးကံလုပ်ငန်းကံဘဝကံ ကောင်းခြင်းနဲ့တွတ်တက်ခြင်းရှိမယ်နိစ္စန်တည်းနေရာထူးခြားတဲ့လက်ဝင်ခြင်းမှာကိုယ်ထံရောက်လာမယ်ဒါပေမဲ့မတော်တဆညကယူဆက်ရမယ်အရှိတောင်ရကုန်တည်သွားစရာနေဖြစ်တတ်တဲ့ညနေ3နိုင်တဲ့၄နိုင်ခွဲတွင်သတိရှိရမယ်ဆက်ရှိရနေ့အရာရာသတိရှိရမယ်နေ့ရံပတိဘက်ကတွေဖြစ်တတ်တဲ့အနောက်ဆက်တွေများတတ်တဲ့စိတ်ရှုပ်စရာတွေရှိတတ်တယ်အဲ့ဒီမှာတောင်ရကုန်တည်သွားစရာနေရှိတတ်တယ်နေခင်းဆက်နိုင်တဲ့ တနင်္ဂနွေတွင်သွာလာဂရုဆက်ရမယ်19ရက်နေ့မှာမထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်ရရှိမယ်ဆုံးဖြတ်ချက်မှန်မယ်ဘဝတွတ်တယ်မယ်20ရက်နေ့ရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းဘဝတွတ်တဲ့ခြင်းကံမြမချင်းကြုံမယ်21ရက်နေ့လက်ပွင့်ခြင်းကံပွင့်ခြင်းအရာရာအောင်မြင်မှုရဲ့နှစ်သာရကိုရခြင်းရဲ့ကံကြမ္မာရဲ့အခွင့်အလမ်းကိုပေါ်ပေါက်မယ်တပတ်တာကာလအတွင်းတင်းနယ်လာသောကြိုင်ကနေမွေးသူတွေကောင်းကျိုးပေးတဲ့ကြာသပတေးစနေမွေးသူတွေကိုဒုက္ခပေးတတ်တယ် 6ခုကိုကနံအကျိုးပေးတယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်ကိုတော့အဲ့ဒီမဟာတကြံအတက်နေ့အဲ့ဒီနေ့မှာတကြံတက်ခြင်းကစပြီးဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတနေ့တာတိဆက်လက်လုပ်သွားပါ။အဲ့ဒီတကြံတက်နေ့ဗုဒ္ဓနေ့နဲ့တိုက်တဲ့နေ့မှာကုသိုလ်ကောင်းမှုကိုကိုတားသမျှလုပ်ရင်လုပ်သလောက်အကျိုးရှိမယ်တကတ်ကိုရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဇာတာပတိနေ့မွေးသွားတော့မင်္ဂလာပါ။ 2025ခုနှစ်ဧပြီလ15ရက်ကနေ21ရက်နေ့အတော်တွင်မှာအပြန်ဆိုင်နေကြားရတိုးတက်မှုလမ်းကြောင်းတွေပေါ်လာနေပြီတခါမှမလုပ်ဘူးသေးတဲ့ကိစ္စဒီအချိန်တော့ဖြစ်နေပြီမရွယ်ထားပဲဆောင်ရွက်လိုက်တဲ့ကိစ္စအထူးခြားတဲ့အကျိုးဆက်ကောင်းဖြစ်ရရှိနေပြီဆောင်ရွက်လိုက်တဲ့ကိစ္စအနေကျိုးဆက်ကောင်းကိုရရှိလာနေပြီသုံးဆွဲလိုက်တဲ့ငွေကြေးကနေကောင်းသောအကျိုးဆက်တွေပြန်လည်ရရှိနေပြီကိုကနေကူညီလိုက်တဲ့သူအောင်မြင်သွားနေပြီ ရဝေးကိုသွားဖို့ကိစ္စစီစဉ်တာအစဉ်ပြေလိမ့်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပွင့်ပြီးတော့ဘဝတလန်းတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်အရာရာတိုက်ခတ်နေတဲ့ရှင်ပြီးတော့မယ်၅ရက်နေမှာပြီးမှလိုရာပြည့်စုံမယ်၁၆ရက်နေ့ပြဒနာဟောင်းတွေဖြည့်ရှင်းရမယ်ရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့မယ်အဲ့ဒီကမဟာဒဇန်တက်နေဖြစ်တဲ့ဒဇန်တက်ချိန်ဖြစ်တဲ့မနေ့၁၀နိုင်၄၂မိနစ်၂စက္ကန့်ချိန်မှာ ုသိုလ်ကောင်းမှုတစ်ခုခုပြုလိုက်ရင်လည်းအဆင်ပြေတယ်18ရက်နေ့အရာရာကောင်းခြင်းလိုရာပြည့်စုံခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပတ်သက်တဲ့ကံဖွင့်တဲ့နေ့တစ်ခုဖြစ်တဲ့နှစ်ဆန်းတည့်နေ့ပါပဲဒါပေမဲ့ဒီမှာဟာရကျမ်းဖြစ်နေတော့အသွာလာကျူးဆက်ရမှာပေါ့ညနေ3နိုင်နဲ့4နိုင်ခွဲချင်းသွာလာကျူးဆက်ရမယ်ပြီးတော့အရှိတောင်ရက်ကုန်တည်သွားစရာရှိတတ်တယ်ဆက်ရှိနေမှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်ဘဝကံတက်မယ် ဒါပေမဲ့အိန္ဒိယငကဘော်ရက်နဲ့တိုက်နေတယ်။တောင်ရက်ကုန်တီသွားစရာနေရှိလိုက်တဲ့နေ့ဆရနိုင်တဲ့တနင်္ဂနွေတွင်မှာတော့အန္တရာယ်လွှမ်းမိုးနေတဲ့သတိရှိရမှာပေါ့။စကောရက်နေ့မှာငွေကြေးကန်လက်ကန်ကောင်းတယ်စီးပွားကန်ပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတွတ်တယ်။၂၀ရက်နေ့ကတော့မှားနာတဲ့လက်တွေကွာမယ်လုံးလိုက်တာလုံးအလွဲလွဲချော်ချော်ဖြစ်မယ်နေကင်းကြော်ပြီးမှပြန်ဆင်ပြေမယ်၂၁ရက်နေ့မှာဆုံးဖြတ်ချက်မှန်မယ်အလုံးတိုးတက်မယ်ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းကံကောင်းခြင်းကို မလွဲသေးချပေါ့ချုပ်ထွေရပါလိမ့်မယ်တနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေဗုဒ္ဓနေ့မွေးသူများကြောင့်စိန်နောက်ဆက်တိုက်ခန့်လေးတွေရှိတတ်တဲ့တလေးခွန်ကနန်းတွေကျိုးပေးတယ်အညိုရောင်ပြာရောင်မီးခိုးရောင်တို့သုံးပြီးတော့လူရှိရကိစ္စတို့ကိုလုတ်ခိုင်းနိုင်တယ်ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ရွှေရည်မကြခဏလူဒါနာပြုပေးလိုက်ပါကျေးဇူးတင်ပါတယ်တောက်ကြနေမွေးသူအားလုံး မင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေစပြီးတော့20ရက်နေ့အတွင်းကာလဟာကိုယ့်ရဲ့ဘဝရဲ့ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရှိတဲ့အနေထားချုပ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းထည့်ပေါ်ပြီးတော့အောင်မြင်တိုးတက်သောအနေထားတစ်ခုနဲ့ကံကြမ္မာမြင့်မားသောအခြေအနေတို့ကိုဖန်တီးရပိုင်ခွင့်ကြုံနေတဲ့အနေထား ကံကောင်းခြင်းနဲ့တိုးတက်ခြင်းဖွင့်နေသူမျိုးခွဲအကျိုးပေးတဲ့အရဝင်းရနဲ့ကောင်းသောသတင်းစကားကြားရမယ်ခီးကိစ္စအစဉ်ပြေမယ်ဥတီချက်သည့်အစဉ်ပြေမယ်ချံကားခန်းကိစ္စပြောဆိုမှုအောင်မြင်မယ်နေရဝင်းခြင်းသည့်တွေနဲ့ဆက်ဆံရခြင်းဒါတရားလုံးကြုံရနိုင်မယ်ဆန်သားရည်နေမှာပေါ်ပေါက်လာတဲ့ခွင့်ရည်သည့်တွေကိုလက်တွေ့ဆောင်ရွက်ပြီးကိုယ့်ရဲ့အောင်မြင်မှုကံကြမ္မာကိုဖန်တီးနိုင်တယ်၁၆ရည်နေငွေရေးခြေကံကောင်းမဲ့လက်ဖွင့်မယ်စကြံတက်နေစကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ့တိုင်း52မိနစ်20ခန်းအချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါ ကောင်းခြင်းကံတွေရလာနိုင်မယ်။ဆက်ခွန်ရဲ့နေ့နှစ်ဆန်းတဲ့နေ့ကောင်းသောကုသိုလ်ကောင်းမှုပြုရကောင်းတယ်အဲ့ဒီနေ့မှလည်းလက်ပွင့်မယ်ကံပွင့်မယ်လို့ပြည့်စုံမယ်။ဒါပေမဲ့အဲ့ဒီနေ့ဟာမဟာယဇ်ကျမ်းနဲ့တိုက်ဆိုင်နေတော့အသွာလာကြီးဆန်းရမယ်။အရှိတောင်ရကုသွားစရာနေရှိတတ်တယ်ညနေ၃နာရီနဲ့၄နာရီခွဲကြာမှာအသွာလာကြီးဆန်းမယ်လူလေးယောက်တူသွားခြင်းမပြုနေအခြင်းရှိတယ်။ဆက်ရှိနေရတော့ရာရာစင်ပြေသွား။ဒါပေမဲ့အဲ့ဒီနေ့ကငကပေါ်ရက်နဲ့တိုက်တယ် တောင်ရက်ကိုတည်သွားစေနေရှိတတ်တဲ့နေ့12နိုင်တဲ့တန်တဲ့ခွဲကြသတိထားရမယ်။ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ထူးခြားတဲ့အစီအပြေမှုပေါ်လာမယ်။19ရက်နေ့မှာဥတီချက်စ်နဲ့တိုးတက်မှုသစ်တွေရဲ့နှစ်သာရကိုရရှိမယ်။အဲ့ဒီကံကြမ္မာနဲ့ရပိုင်ခွင့်သစ်တွေပြန်လည်ရရှိပြီးကြံလန်းပေါ်မယ်။20ရက်နေ့မှာရန်တိုက်ခါလုံးကိုကျော်လွှားပြီးဘဝတိုးတက်မှုကိုရရှိမယ်။၂၁ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲရခြင်းစီဝါကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။ ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တင်းငွေတွေတင်းလာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနန်ကျိုးပေးတဲ့အစိမ်းရောင်အဖြူရောင်မိခွန်းရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံတွေတိုးတက်ခြင်းတွေရှိနိုင်မယ်နေနီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုစေဝါဒုဒါနာပြုပေးလိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ20ရက်နေ့အတောအတွင်းမှာရံများမယ်တိုက်ခတ်များမယ်သူတပားကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်ရမယ်ဝေကြီးပေးယူကိစ္စအစအငင်းပွားစရာရှိတတ်တယ်။နောက်အတိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးမှအဆင်ပြေမယ်လုပ်ငန်းအောက်နေတဖြည်းဖြည်းရက်ပြီးတော့အစ်စ်ကိုဥတည်နေတယ်ကံစစ်ဖက်ကိုဥတည်ဖြစ်ထွန်းနေတယ်ဒီဖြစ်ပေါ်မှုတွေကကိုယ့်ရဲ့အနာဂတ်စစ်နဲ့ဆက်နွယ်နေတယ်ကောင်းချင်းကံကြမ္မာတော့ဆက်တိုက်ဖြစ်တော့မယ် မတော်တဆနဲ့ဂူးဆက်ရမယ်ခိုင်ရန်ဖြစ်ပွားတာတွေဝင်ရောက်မဖြေရှင်းနဲ့ကို့မှာပါအညာရှိပြီးရုံးရံကရောက်ဖြစ်သွားတတ်တယ်။စကားရင်းနေအရာရာသတိရှိရမယ်နေဖြစ်တယ်။အပျော်ကျူးတဲ့သူနဲ့တွေ့တဲ့ဒီကို့မှာအညာရှိတတ်တယ်။ဆက်ချောင်းရင်းနေအရာရာစင်ပြေပဲ။အဲ့ဒီမှာမဟာတကြံတက်နေတကြံတက်ချိန်ဖြစ်တဲ့မနေ့စနေနိုင်း58မိနစ်ချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါထူးခြားတဲ့ကောင်းခြင်းကံတွေကြုံမယ်။၁၉ရက်နေ့ နှစ်ဆန်းတည်းနေဖြစ်တဲ့အရာရာဆင်ပြေခြင်းတိုးတက်ခြင်းနဲ့ကောင်းကျင့်နိမိတ်ကိုကြုံမယ်စိတ်ချမ်းသာစရာလည်းရှိမယ်ဒါပေမဲ့အိန္ဒိယမဟာယဇ္ဇနဲ့တိုက်နေတော့အသွါလာဂယူဆက်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာအထုပြုဂယူဆက်ရမယ်တနေ့တာကာလအတွင်းအရှိတောင်ရောက်ကုန်တည်သွားစေရင်လည်းအနည်းရှိတော့ဂယူဆက်ရမှာပေါ့ဆက်ရှိရနေရတော့ငွေချေးရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းဘဝတိုးတက်ခြင်းကံပြမခြင်းတွေကိုကျုံ့တွေ့နိုင်တယ်ရှင်ပြိုင်မှုမှမများအောင်မြင်မယ် ဒါပေမဲ့အိန္ဒိယနဲ့ကမ္ဘောဇက်နဲ့တိုက်နေတဲ့အတွက်တောင်ရက်ကုန်တီသွားစရာနည်းရှိတတ်တယ်။အချိန်ကာလအဖြစ်နေဆက်ရနိုင်တဲ့တန်တိုင်ခွဲကြသွားလာကြည့်ဆက်ရမယ်။19ရက်နေ့မှာရံများတတ်တယ်တိုက်ခတ်များတတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်။20ရက်နေ့မှာတော့ကောင်းခြင်းမင်္ဂလာစိတ်ချမ်းသာစရာ အချိုးပေးမှုနဲ့အစဉ်ပြေမှုလေးတွေရှိမယ်။ရာရာ ကောင်းသောနှမိတ်နဲ့ကောင်းသော ကံကြမ္မာတို့ရဲ့အနှစ်သာရကိုရရှိမယ်။ ီတပတ်တကာလအတော်တွေမှာတနင်္လာတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာတွေနဲ့ဗုဒ္ဓနဲ့မွေးသူများကြောင့်စိတ်နှောက်ဆက်လေးတွေမြားတတ်တယ်တစ်လေးကိုကနန်းနေကျိုးပေးတယ်အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလို့ရှိရာကိစ္စတွေဆောင်ရွက်ရင်အောင်မြင်ခြင်းကျိုးပေးခြင်းနဲ့ကံမြမ်းခြင်းတွေကိုရရှိပါလိမ့်မယ်ကောင်းခြင်းကံကြမ္မာများ ရရှိစေဖို့အတွက်ကိုဒီကာလအတော်တွေမှာအိမ်နီးပါးမှာရွှေရည်ဝေမျှလှူဒန်းခြင်းကုသိုလ်ကိုပြုပါတို့ကြတဲ့ကောင်းခြင်းတွေရလာပါမယ်ယေရှုတင်ပါတယ်